အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာတင်အေးကျော်အောင်လန်းရေးသားထားတဲ့သေမင်းခေါ်တဲ့ညဆိုတဲ့ဇာတ်လမ်းကောင်းလေးပုဂ္ဂိုလ်ရွေးချယ်တင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားကြကြပါအောင်ခင်ဗျာလွန်ခဲ့သောနှစ်ပေါင်း30ကျော်ခန့်ကရန်ကုန်မြို့တင်ကန်းကျွန်းမြို့မှဈေးကြီးတွင်ငါးပစွန်စတဲ့ရေရွက် ြစ်စည်းများကိုသာ ရောင်းဝယ်လောက်ကိုင်းနေတဲ့ဒေါ်မြမေဆိုတဲ့အမျိုးသမီးကြီးတူ ရှိခဲ့ပါတယ်အသားဖြူဖြူထောင်ထောင်မောင်းမောင်းနဲ့သဘောအလွန်ကောင်းသူတူ ဖြစ်ပြီးကံအကြောင်းတရားအရသာ သူတစ်ပါးအသက်ကိုရောင်းချစားတောက်နေရတော့လေဖျားတရားအလွန်မြဲပြီး အလူရေဆက်လက်နဲ့မကွာ အလူအတန်းအလွန်ရက်ရောသူတူဖြစ်ပါတယ်အယောင်းဝယ်ပြုတ်လို့ရနိုင်လေ သူတစ်ပါးတတ်ထားတဲ့ငါးပဇွန်အများကိုသာ ရောင်းဝယ်တက်ပြီးထို့အထဲမှာအသက်မသေးသေးပဲပါလာတတ်တဲ့ငါးပဇွန်အများကို တခြားဈေးတဲ့များကဲ့သို့မတက်ပဲရေအင်းတုံတလုံးတွင်ထည့်ထားပြီးညနေဆောင်ဈေးမှအပြန်တွင်ရေမြောင်းတစ်ခုခုတည်းသို့ဘေးမဲ့လွတ်ပေးတတ်တယ်။အရောင်းဝယ်ပြုလုပ်ရာတွင်လည်းအလေးချိန်တွင်မှန်ကန်တဲ့အပြင် ရောင်းချတဲ့ဈေးနှုန်းကိုတခြားသူများလိုအမျက်အစွန်းအများကြီးတင်မထားပဲ တင့်တင့်နဲ့အမျက်အစွန်းဖြစ်တာရောင်းချတတ်တယ်။ထို့အပြင်လက်မတွန့်တူပဲပူပူတတားလဲထဲ့ပြီးတတ်သဖြင့်နေ့စဉ်ဈေးဝယ်သူများဖြစ် အမြဲစီကားနေလေရှိပါတယ်။မိသားစုမများပဲမင်းသူဟုခေါ်တဲ့သားလေးတယောက်သာရှိပါတယ်။အယောင်းဝယ်ကောင်းတဲ့အပြင် စားအုပ်ကလည်းတီးသောကြောင့်ချောင်းချောင်းလဲလဲရှိပြီးအလူတန်းကိုလည်းအလူရေဆက်လက်နှင့်မကွာဆိုသလိုမကြာခဏလုံနိုင်ခဲ့တယ်။ တနေ့ကုန်အိမ်သွင်းမနေရတဲ့အတွက်ဈေးထဲမှာသာဆိုင်ရှိသူကြွလာသည်မသောတန်ငါတော်များအားဆွန်းလောင်းလူရတဲ့အပြင်လာသည်မအလူကံများကိုလည်းအယုတ်အလက်အမျက်မရွေးလှူဒန်းတတ်တယ်။ရက်ွက်ထဲရှိငွေကြီးချို့တဲ့တဲ့မိသားစုများမှ ရှင်မပြုတ်ပေးနိုင်တဲ့ကလေးငယ်များကိုလည်းနေစဉ်ငွေကြီးစိုက်ထုတ်ကုန်ကြခံကရှင်ပြုတ်ပေးလိရှိတယ်။ဤသို့ဖြင့် မျောရွှင်စိတ်ချမ်းမြေ့ပွေနေ့ရက်များကိုကြော်ဖြတ်ရင်းနေထိုင်လာခဲ့ရာမင်းသူ အသက်20ပြည့်ကာနီးလပိုင်းမြတာလူရော့တဲ့နေ့တနေ့တွင်ဖြစ်ပါတယ်မနက်မိုးလင်းကလေးကဝဲသူကြနေ၍ဒေါ်မြမေတယောက်မအားရမနက်စောစောစားနေကြမုံဟင်းကားကိုပင်ဖြောက်အောင်မစားရပဲတစွန်းနှစွန်းခတ်စားလိုက်ဈေးထရောင်းလိုက်နဲ့ ဘိုက်ထဲသို့ဘလူရောက်သွားမှန်းပင်မသိလိုက်ပြီနေအတော်လေးမြင့်လာမှဝဲသူအနှဲငယ်ပါသွားသောကြောင့်ခဏတစ်ဖြုတ်နားရတော့တယ်နေစဉ်သားမိနှစ်ယောက်မနှက်စာအတွက်စောစောထကချက်ပြုတ်ကျော်လော်ပြီးထမင်းကြိုက်နှစ်ချိုက်ဖြင့်ထဲ့၍မင်းသူအတွက်တစ်ကြိုက်ထားခဲ့ပြီးကြံတစ်ကြိုက်ဆွဲကဈေးသို့ပြေးရတယ်ယနေ့ဒေါ်မြမီဈေးသို့ထွက်လာခြင်းတင်းငုံနေနေဖြစ်သောကြောင့် မင်းသူတင်နှံပိတ်၍အိမ်တွင်အိတ်ကောင်းနေစေ ဖြစ်ပါれမင်းသူကဆယ်တန်းအောင်မြင်ပြီးဖြစ်တော်လဲကြောင်းဆက်မတက်တော့ပဲငယ်စဉ်ခလေးဘဝကလေးကဝါသနာပါခဲ့တဲ့ပကြီးပညာကိုရန်ခင်းပေါက်ထော်ရှိဆရာကြီးတဦးထံတွင် သင်ကြားနေစေဖြစ်ပါれတက္ကသိုလ်ဆက်တက်ရန်ငွေရေးကြေးရေးအစဉ်ပြေပြည့်စုံတော်လဲပညာဆက်လက်သင်ကြားရန် စိတ်မပါတော့သဖြင့်ဝါဒနာပါတဲ့ပကြီးတင်နှံကိုသာတက်ခဲ့ခြင်းဖြစ်ပါတယ်။ထို့အချိန်ကာလက ယခုလိုအဝေးတင်တက္ကသိုလ်များလည်းမရှိသေးပေ။မနက်စာထမင်းစားချိန်လောက်တွင်ဖိုက်ထဲစားလာသဖြင့်ဒေါ်မြမီတယောက်ယူလာတဲ့ထမင်းချိုက်ကို ဖွင့်ကာစားရန် ပြင်ဆင်နေစဉ်မှာပင်ဆန်ရှိသူ လူတယောက်ရက်လိုက်တာကိုရိတ်ခနဲမြင်လိုက်ရသောကြောင့်မော့ကြည့်လိုက်မိတယ်။တစက်ထဲမှာပင်ခါတိုင်းဝဲသူကို မေးနေကြအတိုင်းမေးလိုက်တယ်။ဟုတ်ကဲ့။ဗာမြလူချင်းမှလက်ရှင်ပဇွန်တွေငါးတွေအစုံရှိပါတယ်။ ဈေးမှန်အလေးမှန်နဲ့လက်လက်ဆက်ဆက်တွေရပါတယ်ဈေးလာဝယ်သူကမဲနဲ့နေတဲ့အသားရည်ရှိပြီးတော့ခန္ဓာကိုယ်ဝဖြူလာတဲ့ဟိန္ဒူကလားမကြီးတူဖြစ်ပါတယ်တချိန်တစ်ခါမှဤဈေးတွင်မမြင်ဘူးတဲ့မျက်နှာစိမ့်တူလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါ အမကြီးပဇွန်လက်လက်ဆက်ဆက်ရှိရင်လိုချင်လို့ပါဟိန္ဒူကလမကြီးသည် ဈေးဝယ်နေရင်ဒေါ်မြမေမျက်နှာကိုတောက်ပစူးရှာသောမျက်လုံးများဖြင့်ခဏမျှကြာအောင်စူးစူးဆက်ဆက်ကြည့်နေပြီးစကားတစ်ခွန်းကိုကောက်ခါငင်ငါပြောလိုက်တယ်။ဒါနဲ့စကားမဆက် အမကြီး သားသမီးတွေထဲမှာတောက်ကြသားသမီးများရှိပါသလား။ရှိခဲ့ရင်အဲ့ဒီကလေးဟာအသက်20တိတိပြည့်ရင်မုတ်ချသေဆုံးပါလိမ့်မယ်။အသက်20ကျော်မှာတော့မဟုတ်ပါဘူး။ ရုတ်တရက်ဒေါ်မြမေအံ့ဩသွားတယ်လို့စိတ်လဲတူသွားမိတယ်။အဘဲကြောင့်သို့သောမိမိရဲ့တူတဲသောတားဖြစ်သူမင်းသူမှာတောက်ကြတာဖြစ်တဲ့အပြင်မကြသော အချိန်ကာလတွင် အသက်20ပြည့်တော်မီမဟုတ်ပါလား။ဒေါ်မြမေရဲ့စိတ်တူသွားတဲ့မျက်နာအမူအရာကြောင့်ဈေးဝယ်လာတဲ့ဟိန္ဒူကလမကြီးသည်ချက်ချင်းပင်တောင်းမှန်စကားဆိုလိုက်တယ်။အမကြီးစိတ်မဆိုးပါနဲ့။ကျမကလည်းမြင်တဲ့အတိုင်းအမှန်ကိုပြောပြလိုက်ခြင်းဖြစ်ပါတယ်။အကယ်၍ ကျမပြောတာကိုမယုံကြည်ခဲ့ဘူးဆိုရင် တက်ကြွနားလဲတဲ့ဆရာများနဲ့စစ်ဆေးကြည့်နိုင်ပါ रे စိတ်ထဲတွင် ထူပူသွားသလိုတာမင်းသူအတွက်လဲစိုးရင်တော့ကစိတ်များဖြစ်လာတော့ကြောင့်ဘာတခွန်းမှထပ်မပြောတော့ပဲခက်မြန်မြန်ပင်ချိန်ပေးလိုက်တယ်ဟိန္ဒူကလမကြီးထွက်သွားတဲ့အခါထမင်းစာနေတာကိုပင်သတိမရနိုင်တော့ပဲထမင်းချိုက်ကိုခက်မြန်မြန်တိမ့်လိုက်ကဘေးကက်ရဆိုင်မှမဝင်းမီကိုလှမ်းပြောလိုက်ပြီး အိမ်တော့ယူ၍ကတော့ကမျောအိမ်ပြန်ခဲ့လီတော့တယ်။တမီးကြီးဆိုင်ကိုခဏလောက်ကြည်ထားပေးဦးဟေးအတော်အရေးကြီးတဲ့ကိစ္စတခုရှိလို့အိမ်ကိုခဏပြန်လိုက်ဦးမယ်။ဟုတ်ကဲ့တော့စိတ်ချသွားပါ။အခါတိုင်းအမြဲတမ်းလိုလိုပြုံးပြုံးရွှင်ရွှင်နဲ့အေးဆေးဒီငိမ့်လှတဲ့ဒေါ်မြမေတယောက်ပစံတက်တာကိုပင်မသိနိုင်ပဲမျက်စိမျက်နှာပြက်ပြက်နဲ့ထမင်းစားမဲ့ဆဲဆဲအရေးတကြီးပြေးထွက်သွားပုံကိုကြည်ကား မဝင်းမေနဲ့စိုင်းနီးနာချင်းများပဲအံ့ဩနေခဲ့ကြတယ်မဝင်းမေရေဒေါမြမေဘာရီဖြစ်သွားတာလဲတခါမှဒီလောက်ရေးကြီးတုတ်ပြနိုင်တာမမြင်ဘူးပါဘူးဟွန်းကျမလည်းမသိလိုက်ဘူးတော့ဒါပေမဲ့စောစောကအသားမဲမဲနဲ့ဟိန္ဒူကလမကြီးတယောက်ဈေးလာဝယ်ရင်းနဲ့စကားပြောနေတာတော့တွေ့လိုက်မိတယ်တားစောကြောင့်လန်ခီတျှောက်ဘာကူမှမမြင်ပဲအိမ်တို့ဘလူပုံနဲ့ရောက်လာမှန်းမေမသိလိုက် ခြံတကားနဲ့အိမ်တကားတော့မခတ်ထားပဲပွင့်လျက်တွေ့ရသောကြောင့်တားဖြစ်သူမင်းသူတယောက်အပြင်မထွက်သေးကြောင်းသိလိုက်ရသဖြင့်အဆက်မပြတ်ခေါ်ကားအိမ်မော်တို့အမောတကောပြေးတက်ခဲ့တယ်။တတားရေမောင်မင်းသူအိမ်ရှိဖက်စီမမိခင်ဖြစ်သူရဲ့ခေါ်တန်နဲ့အတူလေကားကိုဒရုံဒုံပြေးတက်လာတဲ့ခြေတံများကိုပါတဆက်ထဲကြားလိုက်ရသောကြောင့်အိမ်နောက်ဖက်တွင်ထမင်းစားနေတဲ့မင်းသူအိမ်ရှိသူအမြန်ပြေးထွက်ခဲ့တယ်။အမေအမေ ဘာဖြစ်လာလို့လဲကျွန်တော်ရှိတယ်လေဘာပြဿနာတွေဖြစ်ခဲ့လို့လဲမင်းသူကိုမြင်လိုက်တော့မှဒေါမမေတယောက်ဟင်းငနဲ့တက်ပြင်းချလိုက်ပြီးကလထိုင်တလုံးတွင်ခြေပြက်လက်ပြက်ဝင်ထိုင်လိုက်တယ်အမေဘာဖြစ်ခဲ့လို့ဒီလောက်အမောတကောပြေးလာရတာလဲဘာမှမဖြစ်ပါဘူးตาရဲ့ဒါနဲ့ตาအခုထမင်းစားနေရလားစားပြီးရင်အမေနဲ့တနေ့ရောက်ခဏလောက်လိုက်ခဲ့စမ်း အရေးကြီးတဲ့ကိစ္စတခုရှိလို့မင်းသူစားလက်စားထမင်းကိုခက်သက်သက်စားလိုက်ပြီးမိခင်ခေါ်ရာသို့လိုက်လာခဲ့တယ်။ရေဦးစွာအိမ်နဲ့အနီးဆုံးတွင်ရှိတဲ့ကြိုက်ကဆန်ဖျားကြီးမှဘေးဒင်ဟောကန်းများစီသို့သွားခဲ့ကြပြီး နမေကျော်ဘေးဒင်ဆရာကြီးတဦးထံဝင်ခဲ့ကြတယ်။ရေဦးစွာမင်းသူရဲ့မွေးနေ့မွေးရက်မွေးလများကိုတိတ်တိတ်ချာချာတွက်ချက်စစ်ဆေးကြည့်ပြီးဟောကြားပေးခဲ့တယ် စိတ်တော့မကောင်းပါဘူးဗျာခမရတို့စောစောစီစီကလေးကတွက်ချက်ကြည့်တင်တာဗောအဲ့ဒါမှလည်းရရရီဘာရီခြေတင်တာခြေလှုပ်တင်တာတွေလှုပ်ဖို့အချိန်ရတာဗောဇေယာတွက်ချက်ကြည့်ရတလောက်ကတော့ဒီကလေးရဲ့ကန်စာတာကဒီနှစ်ထဲမှာအရန်ကိုညံ့နေတယ်ပုံမှန်လင်းလင်းပြောရရင်တော့ခန္ဓာပြက်ကိန်းတည်ကိန်းရှိနေတယ် အခုအသက်20တိတိအတွင်းမှာတင် တခုခုပြတ်သွားနိုင်ပါ रे မွေးနေ့ကိုတော့ကြော်မှာမဟုတ်ပါဘူးအကယ်၍များဆရာဟောကြားချက်ကိုခမားတို့မယုံကြည်နိုင်ဘူးဆိုရင်လဲတခြားတက်ကြွနားလေတဲ့ဆရာများကိုထပ်ပြီးမေးမြန်းကြည့်နိုင်ပါ रे တားမီနှစ်ယောက်လုံးမျက်စိမျက်နှာပြတ်သွားခဲ့ကြတယ်မိခင်ဖြစ်သူယနေ့ဘာကြောင့်အလောရကြီးပြေးလွှတ်နေတာကိုမင်းသူယခုမှသဘောပေါက်သွားခဲ့တယ် လာပါမေးရဲ့တခြားဆရာတယောက်ယောက်ကိုပြောင်းမေးကြည့်နေတာပေါ့ဆရာတယောက်နဲ့တယောက်ကတွက်ချက်ပုံနဲ့အယူဆကမတူကြဘူးလေပြီးတော့ตาရဲ့လက္ခဏာကလည်းရှိသေးတာပဲဘလို့ပဲတည်ခင်းရှိရှိလက္ခဏာမပါရင်တော့ဘာမှဖြစ်နိုင်ပါဘူးမိခင်ဖြစ်သူအားဖြောင်းဖြားပြောဆိုကမင်းသူခေါ်လာခဲ့ရတယ်တဖန်ဖျားဆိုင်ငန်းများရှိ နမေကြီးလက္ခဏာဆရာကြီးတဦးထံဝင်ရောက်၍မင်းသူလက္ခဏာကိုစစ်ဆေးကြည့်ကြပြန်တယ်။ဆရာမတေးသေးချာချာစစ်စစ်ဆက်ကြည့်ရှု၍ဟောကြားခဲ့တယ်။ဆရာတေးသေးချာချာစစ်ဆေးပြီးပါပြီ။ဒီကလေးရဲ့အသက်လမ်းကြောင်းကလက်ဖဝါးမှာလုံးဝမရှိတော့ပဲပျောက်နေပါပြီ။ဆရာအတွေ့အကြုံကာလမှာဒီကလေးဟာတစုံတစ်ခုသောအကြောင်းကြောင့် မုတ်ချတည်ဆုံးနိုင်ပါ रे ဒေါမြမေရောမင်းသူပါတကြိမ်တွင်တော့အတော်ပင်စိတ်ထက်ကြသွားခဲ့ကြတယ်ဒေါမြမေမှာမိခင်တယောက်ဖြစ်တဲ့အပြင်မိမသားတအူးလည်းဖြစ်တော့ကြောင့်ဟန်မေမဆောင်နိုင်တော့ပဲမျက်ရည်တဆန်းဆန်းနဲ့ဖြစ်နေပြီဖြစ်ပါ रे ဒုံလေးကနောက်ထပ်ဆရာနှစ်ဦးသုံးဦးဆက်မေးကြည့်ကြတော့လဲအခြေအနေကတိတ်ပြီးထူးကြမလားပဲပထမဆရာမြဟောကြားလိုက်သလို့ အသက်20ထက်မကျော်နိုင်ကြောင်းသာဟောခဲ့ကြတယ်။ဒေါမြမီမှာဈေးတဲ့သူပင် သွားပြီးတော့စိုက်မသိမ့်နိုင်တော့ပဲအိမ်ပြန်ရောက်တာနဲ့အိယာတဲ့ခွေကမျက်ရည်သာ တွင်တွင် ကျနေခဲ့တယ်။ညနေမောင်ကနီးမှဆိုင်နာနေခြင်းများက ဆိုင်ကိုဝိုင်းသိမ့်ပေးကြကရောင်းရောင်းငွေများကိုလာပေးကြတယ်။အကျိုးချောင်းကိုတော့ဈေးမှမိတ်ဆွေများအားတေချာရှင်းမပြလိုက်တော့ပါ။မင်းသူတယောက် ယခုအသက်အရွယ်အထိဘေးရင်ပညာကိုသိပြီးယုံကြည်လာသည်မဟုတ်တော့လဲနမည်ကြီးတဲ့ဆရာကြီးများအားလုံးကတညီတညွတ်ထဲကွဲလွဲချက်မရှိဟောကြားကြသည်ဆိုတော့မယုံကျင်တော့လဲကြောက်တော့အတော်ပင်ကြောက်သွားမိပါတယ်နောက်ရမှစ၍ဒေါ်မြမေတယောက်ဈေးထွက်မယောင်းတော့သလိုတားဖြစ်သူမင်းသူကိုလည်းပကြီးတင်နှံပေးမတက်တော့ဘီ ထို့ပြင်ခနာတဖြုတ်ကိစ္စရှိ၍အိမ်ပြန်ထွက်ရင်လဲမင်းသူနောက်မှထက်ချက်မကွာလိုက်ခဲ့တယ်။မြည်သည့်အကြောင်းကိစ္စမသိရပဲမင်းသူတင်တန်းမတက်ဒီမှာနှစ်ရက်သုံးရက်ကြော်ရှိပြီဖြစ်တော့ကြောက်တနေ့ညနေဆောင်တွင်ဆရာဖြစ်သူဥဘမောင်မင်းသူအိမ်သို့လိုက်လာခဲ့တယ်။မောင်မင်းသူမောင်မင်းသူရေဘယ်သူမှမရှိကြဘူးလားဗျို့ အိမ်ရှိဘက်မှခေါ်တန်ကြောင့်မင်းသူနဲ့ဒေါ်မြမေတို့နှစ်ယောက်အိမ်ရှိသို့ထွက်ခဲ့ကြတယ်။ခြံဝတွင်ဆရာဖြစ်သူဥပမောင်ကိုတွေ့လိုက်ရသောကြောင့်မင်းသူခြံတကားကိုအမြန်ပြေးဖွင့်ပေးလိုက်တယ်။ဟာမင်းသူမင်းဘလို့ဖြစ်တာလဲကွာအကျိုးကြောင့်ဘာမှလည်းမသိရပဲပျောက်နေလိုက်တာ။မင်းတခုခုများဖြစ်နေသားဆိုပြီးတော့ငါစိတ်ပူလို့အိမ်ကိုလိုက်လာခဲ့တာကွာ။ဟုတ်ကဲ့ပါဆရာအိမ်မော်တက်ပါအောင်အမေလည်းရှိပါတယ်။အိမ်မော်ကြားမှာအကျိုးကြောင့်ရှင်းပြပါမယ်။ အိမ်ပေါ်အိမ်ခန်းထဲတွင်ဒေါမြမေတယောက်မျက်စိမျက်နှာပြက်ကကြူနေတာကိုတွေ့လိုက်ရပြီးတော့မင်းသူမျက်နှာကလည်းခါတိုင်းတွေ့နေကြလို့ရှင်ရှင်လန်းလန်းတိတ်မရှိလာပြီထိုင်မအောင်စရာအမောပြေရင်းနှီးတောက်လိုက်ပါအောင်ပြီးရင်ကျမရှင်းပြပါမယ်ဒေါမြမေကဖြစ်ကြောင်းကုံစင်ရှင်းပြလိုက်တယ်ဇေယဥပမောင်ကတခွန်းမှဝင်မပြောပဲဒေါမြမေရှင်းပြသမျှကိုတည်တည်ချာချာဂယုတစိုက်နားထောင်နေတယ် ျောင်းမမေးစကားဆုံးသွားတော့မှအမ်တခုတော့ရှိတယ်ဒေါ်မမေးရောမောင်မင်းသူကိုပါဆရာတခုပြောချင်ပါတယ်အဲ့ဒါကတခြားမဟုတ်ပါဘူးဥပါဒံကြောင့်ဥပတ်ဖြစ်တတ်ပါတယ်သိပြီးတော့လဲစိတ်ထဲမှာဆွဲဆွဲလန်းလန်းဆွဲမထကြပါနဲ့ဒါပေမဲ့အခုရက်ပိုင်းအသက်20မကျော်ခင်အတွင်းမှာတော့အတော်အလားအနေထိုင်အတက်နိုင်ဆုံးစဉ်စဉ်ချင်းချင်းနေရမှာပါဗော စားသတိသွားသတိရှိနေရမယ်ပြီးတော့ရရရာတွေဘာတွေလဲခြေတင်တာခြေလှုပ်တင်တာတွေလှုပ်ကြည့်ကြတာပေါ့အဲဒီတော့မောင်မင်းသူကိုဆရာတို့တိုက်တွန်းခြင်းပါတယ်မောင်မင်းသူတရားတွေဘာတွေထိုင်ကြည့်ဘူးလားဟုတ်ကဲ့ဆရာတခါမှတော့မထိုင်ဘူးပါဘူးနေ့စဉ်ဖျားရှိခိုးပရိစိတ်တော့အမြဲတမ်းလှုပ်ပါတယ်ရပါတယ်လေ ထိုင်မုံထိုင်နည်းကိုဆရာပြပေးမှာပါပေါ့ လောလောဆယ်တော့ပကြီးတင်တန်းကိုလည်းစိတ်မပါသေးရင်မတတ်ပါနဲ့ဦးအချိန်တွေရှိပါသေးတယ်။ဘာပဲဖြစ်ဖြစ်တရားမှတ်နေတော့ဒီကိစ္စကြီးကိုလောလောဆယ်မေ့နေပြီးတော့စိတ်ဖြေတာတာပေါ့။ကဲကျွန်တော်ပြောတာကိုဒေါ်မြမေရောဘယ်လိုသဘောရသလဲ။ကောင်းပါတယ်ဆရာ။ဖရားတရားအလို့ဆိုတာမကောင်းတာမရှိပါဘူး။ဒါကြောင့်ဆရာကပဲကြည့်ရှုပြီးဆောင်ရွက်ဆောက်ရှောက်ပေးပါလို့ကျွန်မအပ်ပါတယ်ရှင်။ ဲဒါဆိုရင်လည်းဒီလိုလို့မောင်မင်းသူအခုတော့အချိန်မရှိတော့ဘူးမနှက်ဖျံကစပြီးညနေဆောင်ဘက်ကိုဆရာစီလာခဲ့အိမ်နဲ့မိုးကောင်းဖရာကြီးကနီးတော့ပို့ပြီးအဆင်ပြေတယ်တိတ်မှောင်သွားရင်လည်းအိမ်မှာပဲအိတ်လိုက်ပေါ့ဒါဆိုအဆင်ပြေတယ်မဟုတ်လားဟုတ်ကဲ့အဆင်ပြေပါတယ်ဆရာမနှက်ဖျံကျွန်တော်ဆက်ဆက်လာခဲ့ပါမယ်နောက်တနေ့ညနေတွင်ဇယာဥပမောင်နဲ့အတူမင်းသူ မိုးကောင်ဖရာကြီးတွင်တရားစထိုင်ဖြစ်ခဲ့တယ်။ဥပမာမှာငယ်ရွယ်စဉ်ကတည်းကထိုင်နေကြဖြစ်၍တပည့်ဖြစ်သူမင်းသူအားတရားထိုင်မုံထိုင်နီးဝိပဿနာတရားရှုမှတ်ပွားများအာထုပ်ပုံအားအာထုပ်နည်းတို့ကိုတေချာတင်ပြပေးခဲ့တယ်။ပထမအစပိုင်းတွင်မင်းသူအာယုန်ထဲ၌စိတ်ကဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်နှင့်မတိမငိမ်ဖြစ်နေခဲ့တော်လဲ။ မိမိမှာမကြသောကာလတစ်ခုတွင်တရားတော်မှာကိုသတိရလိုက်မိတဲ့အခါတွင်မူမြည်သည့်ကိစ္စကိုမှစဉ်းစားခြင်းစိတ်မရှိတော့ပဲစိတ်ကတပြေးပြေးတည်ငြိမ်လာခဲ့တယ်။ထို့ပြင်ယခုအသက်အရွယ်အထိမြည်သည့်ကောင်းမှု ကုသိုလ်မှမလုပ်ခဲ့ဘူးသေးပဲတငယ်ချင်းများနဲ့စားလိုက်တောက်လိုက် သွားလိုက်လာလိုက်နဲ့ဘဝကိုပျော်ပျော်ကြီးနေလာခဲ့ရာ ယခုလိုရုတ်တရက်တရားတော်မယ်လို့သိလိုက်ရတဲ့အတွက် နောင်ဘဝအတွက်မြည်သည့်ကုသိုလ်ကောင်းမှုတစ်ခုတလေမှမပါရှိတာကိုလည်းပြန်လဲဆင်ခြင်လိုက်မိတယ်။အာယုံမပြန့်လွင့်တော့ဘဲစိတ်ကတည်ငြိမ်လာသဖြင့်တပြေးပြေးနဲ့ပုတ်ဝန်းကျင်ကိုပင်သတိမထားမိတော့ဘဲအတိအာယုံကနာသီးပြားလေးတွင်သာကက်ညိနေပြီးဝင်လေထွက်လေတစ်ခုတည်းသာသိတော်တယ်။အချိန်မီမြကုံသွားသည်ကိုပင်မသိတော့ဘဲဆရာဖြစ်သူမှတရားဖြုတ်ရန်သတိပေးမှပင်သတိပြန်ဝင်လာခဲ့တော်တယ်။ မောင်မင်းသူကအခုမှတရားစထိုင်ဘူးလားလို့ပြောလို့သာဆရာယုံလိုက်ရတာစာပြီးထိုင်ထိုင်ချင်းမှာတဏှာကြီးခွဲလောက်ထိုင်နိုင်နေဆိုတာတော်ယုံတန်ယုံဇွဲနဲ့မလွယ်ဘူးကွအဲဒီလိုပုံဆိုရင် မောင်မင်းသူမဆိုးဘူးကြိုးစားပြီးတော့ဆက်လုပ်ကွာတခုခုတော့ထူးလာပါလိမ့်မယ်ဆရာပြည့်သူရဲ့ချီကျူအားပေးစကားကြောင့်ဒိုနေကတဏှာကြီးခွဲကန့်တရားထိုင်နိုင်ကြောင်းသိလိုက်ရတဲ့ဖြစ်မင်းသူ ကိုကိုကိုပင် အံ့အားတင့်သွားမိတယ်။နောက်ပိုင်းရက်များတွင်လည်းလှုပ်ဆရာအလုပ်မရှိပါကအိမ်တွင်တရားထိုင်ဖြစ်ခဲ့သလိုညနေပိုင်းတွင်လည်းဆရာဥပမောင်နှင့်အတူမိုးကောင်းဖျားကြီးတွင်ဝိပဿနာတရားအားထုတ်ခြင်းအလုပ်ကို မပြတ်မကွက်လုပ်ဖြစ်ခဲ့တယ်။တမာရီအားလည်းကောင်းလာသဖြင့်တစ်ချိန်ထိုင်ရင်အနည်းဆုံး၃နာရီခန့်ကြာအောင် ထိုင်နိုင်လာတဲ့အပြင်တမထဝိပဿနာတရားရဲ့အနှစ်သာရကိုနားလည်သဘောပေါက်လာသဖြင့်တေရမာကိုပင်မကြောက်တော့ပဲ။ တည်ခင်းရှိနေတယ်လို့ဟောကြားထားသည်ကိုပင်မိယော့နေခဲ့တော့တယ်မိခင်ဖြစ်သူကလည်းမင်းသူအတွက်ဖယားများတွင်ရရခြေပီးခြင်းမင်းသူရဲ့အဝတ်အစားသဘင်ခြေသေးလက်သေးစသည်တို့ထဲ့၍ကိုယ်တိုင်ပြစ်ပီးခြင်းနဲ့မင်းသူအားညောင်ကိုင်းထောက်စေခြင်းတရားဟောင်းပြုပြင်စေခြင်းတို့ကိုတတ်နိုင်သမျှလုပ်စေခဲ့တယ်တပြေးပြေးနဲ့မင်းသူအသက်20ပြည့်တဲ့နေသူရောက်လာခဲ့တော့တယ် ယနေ့သည်မင်းသူအသက်20တိတိပြည့်တဲ့နေ့ဖြစ်ပြီးမနက်ဖြန်ဆိုရင်22နှစ်သို့ရောက်ရှိတော့မယ်ဖြစ်ပါတယ်။ညနေဆောင်ဆရာအိမ်တို့မင်းသူ ရောက်သွားတဲ့အခါဆရာအပြင်မင်းသူနဲ့ပကြီးတင်နှန်းအတူတူတက်နေတဲ့တငယ်ချင်းဖြစ်သူ မောင်မောင်အောင်ကိုပါတွေ့လိုက်ရတယ်။သို့တော်လည်းမောင်မောင်အောင်ကမင်းသူတို့လိုဗုဒ္ဓဘာသာဝင် မဟုတ်ပဲဘာသာကြားဖြစ်၍တခြားကိစ္စတစ်ခုခုကြောင့်ဆရာထံလာတယ်လို့မင်းသူ ထင်လိုက်မိတယ်။ တကယ်ချင်းမတွေ့ရတာလဲကြာပြီနေကောင်းရလားမင်းတင်တန်းကိုတော့မှန်မှန်တက်တယ်မဟုတ်လားမင်းသူကတွေ့တွေ့ချင်းဝမ်းသာအားရနဲ့နှုတ်ဆက်လိုက်တယ်မမောင်အောင်ကလည်းဝမ်းသာအားရပြန်လဲနှုတ်ဆက်ခဲ့တယ်ဇေယထံနေစဉ်မင်းသူရောက်တော်လဲညနေဆောင်အချိန်မှသာရောက်တတ်သောကြောင့်မမောင်အောင်နဲ့မစုံဖြစ်ကြပြီခဏကြာတွင်ဇေယအိမ်ငန်းထဲမှထွက်လာပြီးပြောလိုက်တယ်ကဲမင်းတို့အစင်းသင်းဖြစ်ရင်သွားကြရအောင် ဇေယစကားကြောင့်မင်းသူအတော်ပင်အံ့ဩသွားတယ်ဖះသူသွားရရင်မမောင်အောင်မှလိုက်မယ်ဆိုတော့မစင်းစားတတ်အောင်လည်းဖြစ်သွားတယ်ဇေယကမင်းသူအံ့ဩနေတာကိုသတိထားလိုက်မိတဲ့ဖြစ်ဝင်ပြောလိုက်တယ်မောင်မင်းသူအံ့ဩနေရလားလောလောဆယ်မင်းမသိချင်ပါနဲ့ဦးဒီနေ့ကအရေးကြီးတယ်ကွဒါကြောင့်ငါမောင်မောင်အောင်ကိုလည်းလိုရမရအဖို့ခေါ်ထားတာ ဆရာစကားကိုမင်းသူသဘောမပေါက်သေးတော့လဲအကြောင်းတစ်ခုခုကြောင့်ဖြစ်နိုင်တယ်လို့ယူဆ၍ဘာစကားမှထပ်မမေးတော့ပဲဖယားသူအတူတူထွက်ခဲ့ကြတယ်ဖယားသူရောက်တဲ့အခါမင်းသူခါတိုင်းထိုင်နေကြတောက်ကြဂျူတန်ရှိရာသို့လာခဲ့ကြတယ်ကဲမောင်မင်းသူရေဒီနေ့တော့အရေးကြီးတယ်ကွဒါကြောင့်ဆရာတို့ခုမှားရမယ်တရားမှတ်နေတော့ဘလို့အနောက်ရှက်အဟန့်အတားတွေဖြစ်လာပါစေ ရက်မပြစ်လိုက်နဲ့မမောင်အောင်ကလည်းဒီနားတဝိုက်ကိုခလေးတွေလာဆော့ပြီးတော့စူးစူးညံညံနဲ့လာပြီးနှောက်ယှက်နေရင်၆တာလွတ်ပေးလုံလုံမဲမဲဒုတ်ကလေးတစ်ချောင်းစောင်းထားကွဆရာလည်းရှိနေမှာပဲစိတ်ထဲမှာဘာအာယုံမှမထားပဲဝိပဿနာတရားကိုပဲအာယုံမပြတ်အောင်ရှုမှတ်ပွားများနေကြားလာမောင်မင်းသူဟုတ်ကဲ့ပါဆရာကျွန်တော်သဘောပေါက်ပါတယ် မမအောင်ကိုပါမြည်သည့်အတွက်ကြောင့်ခေါ်လာမှန်းယခုမှမင်းသူ နားလည်သွားခဲ့တယ်။ဒီလိုနဲ့မင်းသူတောက်ကြားထောက်တွင်ထိုင်၍ဝိပဿနာတရားကို ရှုမှတ်ပွားများအားထုတ်ခဲ့တယ်။စိတ်အာယုံတည်ငြိမ်လာပြီးအတိကနှာသီးပြားလေးတွင်သာရှိတော်တယ်။တရားရှုမှတ်၍အာယုံတည်ငြိမ်နေစေမှာပင် မင်းသူစိတ်အာယုံထဲတွင် အဝေးတနေရာမှလာနေတဲ့ နီရဲတောက်ပနေတဲ့မီးလုံးကြီးတစ်လုံးကိုမြင်လာခဲ့တယ်။ထိုမီးလုံးကြီးသည်တဖြည်းဖြည်းနဲ့နီးလာပြီးမိမိရှိရာသို့တက်တဲကြီးလာနေမှန်းတိလိုက်ရတယ်။မကြာသောအချိန်အတွင်းထိုနီရဲတောက်လောင်နေတဲ့မီးလုံးကြီးသည်ပြန်တန်လာတဲ့အချိန်ဖြစ်မင်းသူရဲ့ရင်ဝတက်တဲ့သူပြေးဝင်စောင့်ခဲ့တယ်။ရင်ဝရင် မဖော်ပြနိုင်အောင်ပြင်းထန်လာတဲ့ဝေဒနာတရက်နဲ့အတူမင်းသူလဲကျသွားခဲ့တော့တယ် ရုတ်တရက်တတိလက်လွတ်ဖြစ်သွားခဲ့တော်လဲချက်ချင်းပင်စိတ်ကိုပြန်ထိန်လိုက်ကတတိပြန်ကတ်ထားလိုက်ပြီးမူလထိုင်နေတဲ့ပုံစံကိုမဖြတ်တော့ပဲလဲကျနေလျက်နှစ်ပင် တရားကိုသာဆက်လက်ရှုမှတ်နေလိုက်တယ်အချိန်မီမြကြာသွားသည်ကိုပင်မသိလိုက်တော့ပဲအာယုံမပြတ်တရားရှုမှတ်နေမိသည်မှာအချိန်တန်၍တရားဖြုတ်ရန်ဆရာဥပမောင်လာတတိပေးတော်မှသာတတိပြန်လဲဝင်လာခဲ့တော်တယ် ထိုအခါကျမှမင်းသူသတိထားမိလိုက်တဲ့အခါမိမိခန္ဓာကိုယ်ရှိဓာရကိုးပေါင်းမှ အပုပ်ရည်များစီးထွက်နေပြီးဝတ်ထားတဲ့အဝတ်အစားများစူရွှဲလျက်ရှိနေကြောင်းတွေ့လိုက်ရတယ်။မောင်မင်းသူထနိုင်တယ်မဟုတ်လားဘလို့နေသေးလဲ။ဟုတ်ကဲ့ထနိုင်ပါတယ်ဆရာဘာမှမဖြစ်ပါဘူး။ကဲဒါဆိုရင်လည်းအဝတ်အစားတွေလဲဝတ်လိုက်အောင်ပြန်ကြရအောင်။တို့ကြဖခင်က တကားတွေပိတ်တော့မှာလမ်းကြမှာပဲအကျိုးအကြောင်းပြောကြတာပေါ့သုံးယောက်သားဖျားမစင်းကအိမ်တို့ပြန်ခဲ့ကြတယ်လမ်းတွေမင်းသူကယနေ့တရားမှတ်နေစဉ်တွေ့ကြုံခဲ့ရတဲ့အကြောင်းများကိုဆရာအားရှင်းပြလိုက်တယ်ကဲဒါဆိုရင်မင်းကံကောင်းသွားတာပေါ့ကွာအဲ့ဒီအချိန်မှသာမင်း ပေါ့ပေါ့ဆဆနဲ့နေခဲ့မိမယ်ဆိုရင်အခုအချိန်လောက်ဆိုမင်းတည်နေလောက်ပြီ တရားမှတ်နေတဲ့အချိန်ဖြစ်နေလို့မင်းတက်တာသွားတယ်လို့ဇာရော့ထင်းတယ်။ထို့အခါကျမှမမောင်အောင်ကလည်းဝင်ပြောလာခဲ့တယ်။မင်းသူရဒီနေ့ကျမှခလေးတွေကလည်းတစ်ချိန်လုံးမင်းတရားမှတ်နေတဲ့နားကိုလာပြီးစူးနေလိုက်ကြတာ။ချောက်လွတ်လိုက်တာလည်းခဏပဲ။ဘယ်ကနေဘလို့ရောက်လာကြလဲမသိပါဘူး။တဖွဲ့ပြီးတဖွဲ့လာစူးနေလို့ဇာရော့ငါးတောင်စိတ်ပြက်လာတယ်။ ။အဲဒါထက်ထူးဆန်းတာတခုမင်းကိုပြောပြအောင်မယ်။မင်းလဲကြသွားပြီးတော့ဆက်တရားမှတ်နေတော့အချိန်တော်တော်ကြီးကြတော့ဖျားရင်ပြန်တခုလုံးအမွှေးရနံ့တွေရလာတယ်။ငါတသက်မှာဒီလောက်အမွှေးနံ့တွေတစ်ခါမှမကြုံဘူးသေးဘူး။ရင်မွှေးနံ့လည်းမဟုတ်ဘူးကွ။ပန်းပေါင်းစုံကိုအစီထုတ်ထားသလားထင်ရတယ်။အနံ့ကချူအီနေပြီးတော့မှုေးပြန့်နေတယ်။ခဏကြာတော့ဖျားရင်မြင်ထောက်တဏီယာက လူကြီး၄ဦးထွက်လာတာကိုတွေ့လိုက်ရတယ်။အသားဖြူဖြူအရက်ထောင်းထောင်းမောင်းမောင်းကြီးတွေနဲ့ပန်းရောင်ခေါင်းပေါင်းကိုစင်တူပေါင်းထားကြတယ်။ဝတ်ထားတဲ့ဝတ်စားတွေကလည်းအခုခေတ်လိုမဟုတ်ဘူး။ရှေးခေတ်ကလူကြီးတွေဝတ်တယ်လို့အင်ဂျီလက်ရှိတောင်ရှိပစိုးကြီးတွေနဲ့အရောင်ကလည်းခေါင်းပေါင်းနဲ့စင်တူပန်းရောင်တွေပဲ။အဖြည်းဖြည်းချင်းရှောက်လာကြပြီးတော့လက်ထဲမှာကင်ထားတဲ့ငွေဖလားကြီးတွေတဲကပန်းမျိုးစုံကိုကျဲချသွားကြတယ်။ ဒီလိုအချိန်မှာထူးထူးဆန်းဆန်းဖြစ်နေလို့ဆရာရောငါပါတော်တော်လေးအံ့ဩမိနေကြတယ်ကွာဒါနဲ့သူတို့ထွက်သွားပြီးတော့မှဒီလောက်တောင်မွေးတာဘလို့ပန်းတွေလဲတိကျင်တာနဲ့စောစောကကျဲချသွားတဲ့ပန်းတွေကောက်မလို့သွားကြည့်တာရင်ပြင်တစ်ခုလုံးပန်းဆိုလို့တဝင့်တလေတော့မတွေ့ရတော့ဘူးရှင်းလင်းပြီးတော့ပြောင်းလန့်နေတယ်ဇေယလည်းတော်တော်အံ့ဩသွားလို့ငါ့ကိုခဏအဆောင်ထားပြီးတော့ဖះကလုံကြုံရေးတွေကိုသွားမေးကြည့်လိုက်တော့ ူတို့တရားမှမတွေ့ဘူးလို့ပြောကြတယ်ကွာငါတော့ဒီအသက်အရွယ်အထိတခါမှမတွေ့မကြုံဘူးလို့တော်တော်ထူးဆန်းတာပဲလို့ဆရာကပြောမိသေးတယ်ဟုတ်တယ်မောင်မင်းသူကြီးဆရာလည်းနှစ်ပေါင်းမနေတော့ဘူးဒီဖျားကြီးမှတရားထိုင်လာတာဒီနေ့လို့တခါမှမတွေ့ဘူးမကြုံဘူးတာအမှန်ပဲတယောက်တည်းဆိုရင် မျက်စိမှားတယ်လို့တောင်ထင်မိပါ အခုတော့မောင်မောင်အောင်နဲ့နှစ်ယောက်စလုံးမြင်လိုက်ရတာဆိုတော့ဘလို့မှမမားနိုင်တာတေးကြတယ်။ဘာပဲဖြစ်ဖြစ်ပေါ့ကွာ။မင်းအခုလိုကြော်ဖြတ်နိုင်ခဲ့တယ်ဆိုတော့တခါတည်ဘူးသွားပြီလို့သာမှတ်လိုက်ပြီတော့ရှေးလျှောက်လဲအတတ်ထက်ဆုံးတရားအလုပ်ကိုဆက်လုပ်ပါလို့ဆရာတိုက်တွန်းခြင်းပါတယ်။အတတ်နိုင်ဆုံးလဲငါးပါးသီလကိုလုံခြုံအောင်စောက်ထိန်ပါလို့ဆရာပြောခြင်းပါတယ်။ဟုတ်ကဲ့ပါဆရာကျွန်တော်ဂရုပေးပါတယ် မောင်မောင်အောင်ကမူမင်းသူနဲ့တငယ်ချင်းဖြစ်ကြတော့လဲဘာသာကြောကိုယ်ကိုယ်သူတယောက်ဖြစ်၍ထိုနေ့ကဖြစ်ပျက်ခဲ့သည့်များကို အလွန်မင်းအံ့ဩမိပြီး သူတသက်သားတွင်ယခုတစ်ချိန်သာကြုံဘူးသေးကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။နောက်ပိုင်းတွင်မင်းသူရဲ့လက္ခဏာကိုပြန်လည်စစ်ဆေးကြည့်ခဲ့ရာယခင်ကပျောက်ကွယ်သွားခဲ့တဲ့အသက်လမ်းကြောင်းနေရာတွင်အသက်လမ်းကြောင်းအစ်စ်တစ်ခုထင်ထင်ရှားရှားကြီးပင်ထပ်မံဖြစ်ပေါ်လျက်ရှိနေကြောင်းတွေ့ရှိရတဲ့အပြင် အရန်လမ်းကြောင်းတစ်ခုပင် ဖြစ်ပေါ်နေတာကိုအံ့ဩစွာတွေ့ရှိခဲ့ရတယ်။တသက်တွင်တကြိမ်တည်ခဲ့ဘူးတဲ့မင်းသူတယောက်ယခုဆိုလျင် အသက်50ကျော်60ပတ်ဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်ပြီးနေ့စဉ်မပြတ်ဝိပဿနာတရားကိုရှုမှတ်ပွားများအားထုတ်လျက်ရှိကဆရာဥပမောင်မှကွယ်လွန်ခဲ့ပြီဖြစ်တော်လဲတငယ်ချင်းမောင်မောင်အောင်မှတက်ရှိထင်ရှားရှိနေပြီးမင်းသူနဲ့တွေ့တိုင်း ထိုတညကအဖြစ်အပျက်များကိုပြန်ပြောင်းတရိယကပြောဆိုလျက်ရှိနေခဲ့ပါတော့တယ်။စာကျွင်းအနေနဲ့ကျွန်တော်ထင်မြင်ယူဆချက်ကိုပြောရပါလျင်မူထိုညကမင်းသူတယောက်အမှန်တကယ်ပင်တည်နေစေသောနေ့ဖြစ်ခဲ့ပုံရပြီးတည်ခြင်းတရားကိုရင်ဆိုင်တွေ့ကြုံရခြင်းတွင်ဝိပဿနာကမ္မထံတရားကိုတတိမပြတ်ပဲဆွေးမြေယုံကြည်စွာ အားထုတ်ခဲ့သောအကျိုးတရားကြောင့် တရားကိုစောက်ရှောက်နေကြကုန်သောတမာရီဝနတ်ကောင်းနတ်မြတ်များကဝင်ရောက်ကဲတင်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်းထင်မြင်ခဲ့ပါတယ်။ကိုရီအဖြစ်အပျက်ကိုပြောပြပေးပြီးတော့ရေးသားရန်ခွင့်ပြုပေးခဲ့တဲ့ဆရာမင်းလူလူအားကျေးဇူးတင်လျက်တင်အေးကျော်အောင်လား